ကဲအလုံးဝမင်္ဂလာပါဗျ JDS channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့မှာတော့ဒီလာမယ့် November 9ရက်နေ့အနာတူနီမာလီခင်းနဲ့အိုမာခိန်းတို့နဲ့အတူ1169မှာရှင်ပြိုင်ထိုးတက်သွားရတော့မယ် road ထံရဲ့ပွဲစဉ်တပွဲလေးကိုပရိသတ်တွေနဲ့အတူအဆအဆုံးကြည့်ရှုချင်ပါတယ် Okay ဘယ်ပွဲစဉ်ဖြစ်မလဲဆိုတော့ကျွန်တော်နဲ့အတူလိုက်ကြည့်ကြလိုက်အောင်ပါအခုလက်ရှိကျွန်တော်တို့ကြည့်ရှုသွားမယ့်ပွဲစဉ်လေးကတော့ဒါဂျပန်နိုင်ငံ Tokyo မြို့မှာရှင်ပြိုင်ထိုးတက်သွားခဲ့တဲ့ပွဲစဉ်တပွဲဖြစ်တဲ့2018ခုနှစ်6လပိုင်း16ရက်နေ့မှာ ်အထူးတက်သွားခဲ့တာပေါ့နော်အဲ့တော့အခုလက်ရှိပေါ်ပြပေးနေတဲ့ fighter ကတော့ဒါပြိသက်တွေအလုံးတရှိပြီးသား fighter ဖြစ်တယ် rotan လို့ခေါ်တယ်ပေါ့နော်အဲ့တော့သူကတော့ဒီ one championship မှာဒါ18ပွဲအထိထိုးတက်ထားပြီးတော့မှဒါ15ပွဲကိုအနိုင်ရရှိထားတယ်9ပွဲတော့ရှုံးနေထားတယ်ပေါ့နော်အဲ့တော့သူရှုံးနေထားတဲ့နပွဲကိုတွားပြီးကြည့်မယ်ဆိုရင်တကယ့်ကိုဒီ MMA ကဂုတ်တူဦးဖြစ်တဲ့ဒီမီထွေရဲ့ဂျွန်ဆန်ကိုပဲရှုံးနေထားတာပေါ့နော်နောက်ထပ်တပွဲကတော့ ။နောက်မကြာသေးခင်ကရှင်မင်းထုတ်တက်သွားခဲ့တဲ့ဒါစူပါလက်နဲ့ပွဲစဉ်ဖြစ်တယ်ပေါ့နော်။အဲ့တော့ Rotten နဲ့ Super Lake ရဲ့ Super Lake နဲ့ထုတ်တက်သွားခဲ့တဲ့ပွဲစဉ်လေးကတော့ဒါအခုချိန်ထိဒါ Rotten နေနဲ့အနိုင်ရရှိသွားတဲ့နဲ့ဆိုပြီးတော့မှတော်တော်များများကဒါငင်းခုန်နေကြတာလေးရှိတယ်ပေါ့နော်။အဲ့တော့အဲ့နှစ်ပွဲကလွဲလို့ဒါ Rotten နေနဲ့ဒါတော်တော်များများ Fighter ကိုဒါအရှုံးမရှိဘဲနဲ့အနိုင်ရယူပြထားတာတွေ့ရတယ်။ โอเคပထမချီစိုက်ပြအဲ့တော့ rotation နဲ့ရှင်မင်းထူးတက်သွားမဲ့ဒါ Japan Fighter ဘောနော်ဒီအနီတောင်းက Fighter ကတော့ဒီ one championship နဲ့ဒီ2024တလပိုင်းလောက်တော့မှဒါစာချုပ်ချုပ်ခဲ့တယ် one championship နဲ့လက်တွဲထားတဲ့ fighter သူဦးဖြစ်တယ်ပေါ့နော်အဲ့တော့သူကလည်းပြောမယ်ဆိုရင်ဒါဒီနိုင်ပွဲတွေအနေငယ်ရယူပြီးသွားပြီဆိုရင်ဒါ rotten နဲ့တွေ့လာနိုင်ချေရှိတဲ့ fighter သူဦးလို့ဒါပြောလို့ရတယ် တော့ပရမချီဆိုတော့အတန်တူကဒီ look kit တွေနဲ့ right hand တွေနဲ့ jet ထောက်ချက်တွေနဲ့နည်းနည်းလေးအကဲဆန်းနေတာမျိုးတွေ့ရပြ။အလုံးထယ်ရကတော့တိတ်ပြီးမကွာဘူး။ဒီအရက်မောင်းကတော့ Japan Fighter နေနဲ့နင်းငယ်လေးဒါရှိတယ်လို့ထင်ရတယ်ဗျ။လက်တန်ခြေတန်တွေရစအနေငယ်ရှိတယ်။ဟိုဘောရှော့ကောင်းတယ်ဗျ။ အဲ့တော့ကျွန်တော်တို့ဒီပွဲစဉ်လေးကိုဒါကြည့်ရှုနေရင်းနဲ့ပေါ့နော်ဆိုနေဦးအနေနဲ့ရောဒါရော့ထန်နဲ့ရှင်ပြိုင်ထုတ်တက်သွားမယ့်ချိန်ကြရင်ဒါအနိုင်ရယူသွားနိုင်ချေရှိသလားဆိုတာကိုလည်းဒါထက်တွင်းသုံးသပ်တင်ဆက်ပေးတော့မှာပေါ့နော်ဒါအပြင်ဒါဆိုနေဦးအနေနဲ့ရောဒါရော့ထန်နဲ့ရှင်ပြိုင်ထုတ်တက်ဖို့ဆိုရင်ဘယ်အပိုင်းမှာဒါလေ့ကျင့်ပြင်ဆင်ဖို့လိုတယ်လဲဒါရော့ထန်နဲ့ထုတ်တက်တဲ့ချိန်မှာဆိုရင် ရော့ထန်အနေနဲ့ဒါဆိုနေဦးကိုဘယ်လိုမျိုးပုံစံ ဒုက္ခပေးလာနိုင်ခြေရှိတယ်လေပေါ့နော်ဒါတွေကျွန်တော်တို့ထည့်သွင်းပြောဆိုတော့မှာဖြစ်ပါတယ်ဒုပြန်ဝင်ထားတွေ့တယ်ဒါရော့တန်နီကရုရှားပေးပြီဗျာ ဒါရော့ထန်ကတော့အပြာတောင်းကနေရှင်ပြန်ထိုးတက်နေတဲ့ fighter ဖြစ်တယ်ပေါ့နော်။ဒါဂျပန် fighter ကတော့အနီတောင်းကနေရှင်ပြန်ထိုးတက်နေတာပါ။ကဲနှစ်ဦးလုံးဟက်ကစ်တွေစပြီးတုံးလာတယ်။ထောင်ကန်ချက်တွေကန်ထားတယ်။ ရော့ထန်ကတော့ငဲငဲကနေဒီမွေထိုင်းတွေထိုးတက်လာတဲ့အတွက်ကြောင့်ပေါ့နော်အဲ့တူအနေနဲ့မွေထိုင်းနဲ့ပတ်သက်ပြီးတော့တကယ့်ကိုဒါအတွေ့အကြုံတွေအများကြီးရှိထားနေပြီးပြီဆိုရင်ဒီမာဂုံကလည်းဒီတာမန်ဖိုင်တာတွေနဲ့ဆိုင်ရင်ဒါတော်တော်မြင့်တဲ့ဖိုင်တာတူဦးလို့ဒါပြောလို့ရတယ်ရော့ထန်ကဒီဂျက်ထောက်ချက်တွေတိတ်မထွက်ဘူး။ဒါဂျပန်ဖိုင်တာကတော့ဂျက်ထောက်ချက်တွေထွက်တယ်ဂျက်ထောက်ချက်တွေ။ဒါထီအောင် ထောက်နိုင်တာမျိုးတွေ့တွေ့ရတယ်ပေါ့နော်ပြီး round 2ပရမတ်ချီမာတော့ fighter နှစ်ဦးတော့ပြောမှဆိုရင်လက်ရည်ရပြောတိတ်မကွာဘူးမသိမ့်မရင်မပြောမှမပြချီတော့ဖမ်းလို့မရဘူးဗျ။ဟိုး။ဟက်ကစ် ကောင်းနေပြန်ဂျပန်ဖိုင်တာရဲ့ဒီပေဖြောင်းလက်ဒီရလဲရောထန်အတွက်တတိထားစရာတစ်ခုဖြစ်နေတယ်အဲ့တော့ကန်ချက်ပိုင်းကြည့်မယ်ဆိုရင်တော့ဖိုင်တာနှုတ်ဦးနှုတ်စလုံးကဒါကန်ချက်တွေထွက်တာတွေ့ရတယ်ဗောနော် ။သို့ပေမဲ့ဒီရော့ထန်ရဲ့ကန်ချက်ကပူပြီးတော့မှအထွက်များတယ်။ဒီမှာနီကက်ကိုနီကက်သွားပြီးတော့မှဘော်ဒီကစ်တွေပြီးပြီးစံဒီအပါကက်တွေဘီရိုက်ဟန်တွေကျွေးထားတော့တွေ့တယ်ဗျာရော့ထန်နေနေ။အိုးဖန်တန်ဦးရုံအပြင်းလန်းဘီရိုက်ဟန်တွေမတီးတွေဖလဲနေကြတယ်ဗျာ။ ။ဝိုးရော့ထန်။ဘူတိုက်ခွက်တွေကိုကျွေးခံထားရတယ်ဗျ။တော်တော်မာနေဗျရော့ထန်။ဒါဆူနီဦးတော်မှာဒီရော့ထန်တော့မမအောင်ဗျဆူနီဦးကကျွန်တော်သတိထားမိရသူ့ရဲ့နောက်ဆုံးဒီဖွန်စီရီနဲ့ထုတက်သွားခဲ့တဲ့ပွဲစဉ်ကြည့်မယ်ဆိုဖွန်စီရီအနေနဲ့ဒီသူချက်ကအပြင်းစားမဟုတ်ဗျ။ဒီအနေငယ်ထိတော့ဆိုနေဦးအနေနဲ့ဒီရင်ကြမလို့တောင်မှဖြစ်သွားခင်ရတယ်ပေါ့နော်ဒီမှာရော့ထန်ကြည့်မယ်ဆိုရင်အချက်ကြီး ကျွန်တော်တို့တော်တော်ခံလိုက်ရတော့မှသူ့အနေနဲ့ရိုင်းနာမျိုးတွေလဲချတော်တော်မျိုးတွေလုံးဝမတွေ့ခဲ့ရအောင်ဗျပြောမဆိုရင်တော်တော်လေးမာတယ်ဆိုနေဦးထက်လည်းတော်တော်မာတဲ့ fighter တူဗျ rotten ဆိုတဲ့ fighter ကချစ်ကန်ချက်တွေလည်းကောင်းတယ်ဗျအဲ့တော့ဆိုနေဦးရဲ့ချစ်ကန်ချက်ကတော့ဒါပြည့်တဲ့တွေအလုံးသိရှိကြတဲ့အတိုင်းပဲပေါ့နော်တိတ်ပြီးတော့မှ ဒီကန်ချက်တွေကနီးစနစ်မကျဘူးဒီကန်ချက်တွေကလည်းအားမပအောင်ပေါ့နော်အဲတော့ဆိုလင်းဦးအနေနဲ့လည်းကျွန်တော်တို့ဒီကန်ချက်တွေကိုအများကြီးလေ့ကျင့်ပြင်ဆင်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်အဲတော့ဆိုလင်းဦးကတော့အားနည်းချက်ပြောမယ်ဆိုရင်ဒီအောက်ပိုင်းကန်ချက်တွေကတော့တော်တော်လေးကိုအားနည်းတယ်ရော့ထန်ကြည့်မယ်ဆိုတော့တိတ်ပြီးပြောစရာမလိုဘူးပြဒီမှာကန်ချက်တွေလည်းကောင်းတယ်ထူးချက်တွေလည်းကောင်းတယ်အဓိကတော့သူ့ရဲ့ဒီ head movement တွေ ပြီးပြီဆိုရင်သူ့ရဲ့ဒီ full movement ပေါ့နော်အောက်ပိုင်းလှုပ်ရှားမှုကဒီအနှိုင်းငယ်ပြန်ပြီးတော့မှပြင်ဆင်ဖို့လိုတယ်။ဒါပေမဲ့တယောက်နဲ့တယောက်ဒီထုတ်တပုံ style ကလည်းမတူဘူးပေါ့နော်ဒါ rotation ကတော့တကယ်ကိုမာဂုံကိုဒီအသားပြုတ်ပြီးတော့မှဒီမြမလှဝေးပုံစံမျိုးပေါ့တကယ်ကိုတိုင်ဖက်ဖိုက်တာတွေနဲ့တဲပြီးတော့မှဒီရှင်ပြန်ဖုတ်တက်နေတာမျိုးတွေ့ရတွေ့ရတယ်ပေါ့နော်အဲ့တော့ဂျပန်ဖိုက်တာကတော့အဲ့လိုမဟုတ်ပြ ဒီ full movement တွေ half movement တွေရှိတယ်ဒီထိုးချက်တွေကလည်းဒါသူ့အနေနဲ့ကောင်းကောင်းထိုးနိုင်တာမျိုးလည်းတွေ့ရတယ်ဟိုးထိုးချက်တော့ခံလိုက်ရတယ် rotation နေနဲ့ဒီ jet wing ချက်တွေကဂျပန်ဖိုင်တာရဲ့အားတာချက်တစ်ခုဖြစ်နေတာမျိုးတွေ့ရတယ်ဟို hack ဟက်ကစ်ကန်ခံလိုက်ရတော့မှဘာမှမဖြစ်ပြန်ရော့တန်တကယ်မာတဲ့ဖိုင်တာသူ့ကိုပြောလို့ရတယ်ဂျုံကျွန်တော်တို့ be right hand တွေ left hand တွေလည်းဘယ်နှချက်စားခံလိုက်ရတယ်ကျွန်တော်ဘာမှဖြစ်ပြန်ခေါင်းလေးဝင်းတလူလေးနှောင်းရောက်သွားတာမျိုးတွေ့ရတယ်တတကယ်ကိုမာတဲ့ဖိုင်တာသူ့ကိုပြန်ဒါမကုံချင်းစိုးနေဦးနဲ့တွားပြီးရှင်မယ်ဆိုရင်တော့ ဒီချောင်းတစ်ခုကတော့ဒါရော့ထန်ကလုံးဝတာနေတယ်အဲ့တော့ဒီလက်တီထူးချက်ပါဝါချင်းရှင်မယ်ဆိုတော့ဆိုနေဦးကလုံးဝတာတယ်ဗျတကယ်လို့ဒါဆိုနေဦးအနေနဲ့ရော့ထန်နဲ့ဒါတွေ့ဆုံဖြစ်ခဲ့မယ်ဆိုရင်ပေါ့နော်အဲ့တော့ရော့ထန်အနေနဲ့ဆိုနေဦးအလဲထိုးနဲ့ဒါအနိုင်မရယူနိုင်ရင်တော့မှဒီနောက်ဆုံးမှာပေါ့နော်တကယ်လို့ ကျွန်တော်တိုင်အဆုံးဖြတ်ထိရောက်သွားမယ်ဆိုရင်ဒါရော့ထန်ကပဲဒါဆိုနီဥဝါနိုင်ရယူတော့ဘူးရဟင်လို့များတယ်။ဘာကြောင့်လဲဆိုတော့သူ့ရဲ့ထိုးတက်ပုံစတိုင်တွေကကျွန်တော်ကြည့်မယ်ဆိုရင်ဒီကန်ချက်တွေကဒါအချီတိုင်းလို လိုထွက်လေးရှိတယ်။ကန်ချက်တွေလည်းထိရောက်မှုရှိတယ်။အခုဒီမှာဆိုရင်ဂျပန်ဖိုင်တာကအဓိကသူ့ရဲ့ဒီဘစ်လက်ဖ်ဟန်ပေါ့နော်။အဲ့ဒါလေးအဓိကထွက်တယ်။ဒီလိုကီရီဘော်ရီကီရီဟက်ကီရီ ဒီအချိန်မှာတိတ်မတွေ့ရတော့ဗျာဂျပန်ဖိုက်တာအနေနဲ့အဲ့တော့အဓိကဘောင်စင်ကိုအခြေခံပြီးတော့မှကစားနေတာမျိုးတွေ့ရတယ်တော့ဆိုနီဦးကလည်းထိုနီးသူပဲဗျာသူကအဓိကဒီလက်ဝိတ်ဆိုတော့လက်တီထိုးချက်တွေကိုအဓိကသုံးမယ်အဲ့တော့ဒီလက်တီထိုးချက်တစ်ခုနဲ့ပဲလဲကျွန်တော်တို့ဒါတွားလို့မရသေးဘူးပေါ့နော်အခုဒီမှာကျွန်တော်ကြည့်မယ်ဆိုရင်ဖိုင်တာနှစ်ဦးလုံးကလည်းကျွန်တော်ထိုးချက်တွေမကောက်ဘူးဒါကန်ချက်တွေပါကျွန်တော်ကောင်းကောင်း န်နိုင်ထိချက်တွေမမှန်ကန်ကန်ကန်နိုင်မှပဲကျွန်တော်အသာစီးရယူကစားပြသွားနိုင်မှာပေါ့နော်ဒီမှာဆိုရင်ကျွန်တော်ရော့ထန်နေနဲ့ကန်ချက်တွေတော်တော်လေးကိုဒါအာတာနေတာမျိုးတွေးခဲရတယ်ဆန္ဒမရှိရော အဲ့တော့တကယ်လက်ဝိတ်ကြီးပဲရှင်ပြီးတော့မှဒါရော့ထန်နဲ့ဒါဆိုနီဦးတို့ထိုးကြမယ်ဆိုတော့ကျွန်တော်အမြင်ကတော့ဆိုနီဦးကနိုင်ရရှိသွားနိုင်ရဲ့ရှိတယ်။ဒါဆိုနီဦးရဲ့ပါဝါကဒီရော့ထန်နဲ့ဒါပိုကြီးတယ်လို့ပြောလို့ရတယ်ဗျ။တကယ်လို့ကစ်ပေါင်စင်ရူးနဲ့ဒါကန်လိုက်ထိုးလိုက်အဲ့လိုမျိုးကစားမယ်ဆိုတော့ဒါအမတ်အဆုံးဖြတ်တိရောက်သွားမယ်ဆိုတော့ဆိုနီဦးကအသာစီးရယူဖို့ဆိုတာလုံးဝမလွယ်ကူပါဘူး။ လို့ဆိုနေဦးနေနဲ့လဲဒီဖုန်စီရီနဲ့ပွဲပြီးတဲ့နောက်ပိုင်းမှာအသူရဲ့အားနည်းချက်ကိုသူကိုယ်တိုင်ရှာပြီးတော့မှသူ့အနေနဲ့ဒီကန်ချက်ပိုင်းကိုသူကအများကြီးပြင်ဆင်လေ့ကျင့်မယ်လို့ယုံကြည်တယ်ပေါ့နော်အဲ့တော့သူဆိုနေဦးနေနဲ့နောက်ထပ်နှစ်ပွဲသုံးပွဲလောက်ကျွန်တော်အနိုင်ရရှိသွားမယ်အဲ့ဒီနှစ်ပွဲသုံးပွဲမှာသာလက်ရည်တွေ ဒီကစားပုံတွေပေါ့နော်ချီကန်ချက်တွေနဲ့ကောင်းလာမယ်ဆိုတော့ဒါရော့ထန်နဲ့တွေ့တဲ့ချိန်ကျရင်ဒါဆိုနီဦးကလည်းဒါအခွင့်အရေးရှိတယ်လို့ပြောလို့ရတယ်ဗျရော့ထန်ကနိုင်ရယူသွားနိုင်ဖို့ဒါရခိုင်နှုံးရှိတယ်ဟိုးစပင်နင်ဘက်ဖစ်ကန်စပင်နင်ဘက်ကန်ချက်ကတော့မိုက်တယ်ဂျပန်ဖိုင်တာခဏခဏလဲကျနေရတွေ့ရတယ်ဗျ ျွန်တော်ကစားပုံဒီ road ထိုင်ရဲ့ကစားပုံကြည့်မယ်ဆိုရင်ညနောက်ဆုတ်သွားတာမျိုးတိတ်မတွေ့ရအောင်လုံးဝကိုဒီရှိတူပြီးတော့မှပဲဒါတဲ့ပြီးတော့မှထိုးတဲ့ပုံစံပေါ့နော်အနီးကပ်ကိုဒါ bare right hand တွေအဲ့လိုမျိုးနေရှင်ပြန်ထိုးတက်နေတာမျိုးတွေ့ရတယ်အဲ့တော့ထိုင်းနဲ့မြန်မာနဲ့ဒီကစားပုံကပြောမယ်ဆိုရင်တိတ်မကွာဘူးဗျသူတို့အနေနဲ့ဒီတဲ့ပြီးတော့မှပေါ့နော် ဒါအထိုးခံနေပြန်ထိုးတယ်အဲ့လိုမျိုးပုံစံတွေကစားတာမျိုးတွေ့ရတယ်ဒါဆူလင်းဦးကလည်းကျွန်တော်သူ့ရဲ့ပွဲတော်တော်များများကျင်ရလို့ပဲဗျဒါအရှောင်းသိန်းတွေကတော့ရှိတော့ရှိတယ်တော့ဝိမဲ့လဲသူတို့ဒီလက်ဝိရဲ့ပုံစံလက်ဝိရဲ့သဘောတဘာဝကိုအစားအဲ့လိုမျိုးတည်ထိုးပြီးတော့မှအထိုးခံအကျိတ်ခံပြီးတော့မှပြန်ရှင်ပြန်ထိုးတက်နေတာမျိုးကိုဒါအတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီထိုင်းကရော့ထန်ကလည်းထိုးနည်းလိုပဲဗျ ိတ်အရှောင်းသိမ့်သိမ့်မလုပ်ဘူးဒါအနီးကပ်ကိုဒါအထိုးခံတယ်အပီခံတယ်ပြီးရင်သူပြန်ထိုးတယ်ပေါ့နော်အဲ့လိုမျိုးတွေဒါဒီဟာကပြောဆိုအရေးစွန့်လုံးတယ်ဒါအန်ဒီရဲများလုံးတယ်လို့ပြောလို့ရတယ်ပေါ့ကျွန်တော်ဒီပွဲစဉ်မှာဒါမာဂိုမြင့်တဲ့ fighter တူမို့လို့ဒါကျွန်တော်တို့အချိန်ကြာကြာဒီအမောက်မကျဘဲနဲ့ဂျပန် fighter ဝင်တာရှင်ပြန်ထိုးတက်လို့ရတာပေါ့နော် တကယ်လို့ဒါကျွန်တော်ဒီနေရာမှာမြန်မာဖိုက်တာတွေဖြစ်မယ်အဲ့လိုမျိုးပြပြတီတီနဲ့တွားပြီးထိုးမယ်ဆိုရင်ဒါ raw ထန်တာမဟုတ်ဘူးဆိုရင်တော့ဒါလဲကျတွားနိုင်ချေရှိတယ်အဲ့တော့ကျွန်တော်ဒီတဲထိုးတာပီပီခံပြီးတော့မှဒါထိုးခံပြီးပြန်ရှင်မယ်ထိုးတက်တဲ့ဒီမြမရိုးရလက်ဝဲရဲ့ဒီကစားပုံတော့ဒါကမ္ဘာစင်မြင့်ပေါ်ကဒီကစ်ပေါင်စင်တို့မွေထိုင်းပွဲစဉ်တွေမှာရောက်ပြီဆိုရင်တော့အဲ့ဒီအချက်ကတော့အဓိက ဒါပြင်ဆင်ရမယ့်အချက်တစ်ချက်လို့ပြောရမှာပြ။လုံးဝကျွန်တော်တို့ဤစနစ်ကိုအခြေခံပြီးတော့မှအထီးလက်မခံနဲ့ကျွန်တော်တို့တပတ်ပြိုင်ဖက်ကိုလည်းတအောင်ဒါရှင်ပြန်ထိုးတက်သွားနိုင်ဖို့ကတကယ့်ကိုဒါအဓိကကြတယ်။ဟိုဂျမ်းမီပြားရော့တန်နေနဲ့ဟိုဟလိုရင်ကျင်းတဲ့ဟာတတိတော့ထားရမယ်ဗျ။ ထီချက်တွေကလည်းထိပြီဆိုရင်ဒါမောက်ကြသွားနိုင်ခြင်းရှိတယ်။ဒါတို့ဝိမဲ့တစ်ဖက်ပြန်ဖက်ဖိုင်တာကလည်းခွင့်ရတကူရတယ်ပေါ့နော်။အဲ့လိုစကျမ်းပြီဆိုရင်ဒါသူကလည်းတီနေပြီ။ဒါရော့ထန်နဲ့စပြီးရမ်းလာတဲ့ချိန်မှာအဲ့ဒါကောင်တာကိုတိတိချာချာချိန်ပြီးတော့မှထိတိမိမိဒါပြန်ထိုးတက်နိုင်ဖို့လည်းလိုရပေါ့နော်။ဒီမှာဆိုရင်ဂျပန်ဖိုင်တာအနေနဲ့ဒါကောင်တာတွေကိုဒါအကောင်းဆုံးခုခံပြီးတော့မှထိအောင်ပြန်ပြီးထိုးနိုင်တာမျိုးတွေ့ရတယ်။ ော့ထန်ဆပြီးပရက်ရှာပေးပြီဗျတက်လုံကဂျပန်ဖိုင်တာနိုင်ငယ်ကြလာတယ်ရော့ထန်ကရတယ်ဗျတွေ့တယ်လောက်မင်းနဲ့ရော့ထန်ကလည်းရောထန်ကန်ချက်ကျွန်တော်အတန်တော်မြေပြ

ဒါဆိုနင်းဦးရဲ့ဒါအဓိကပွဲသိမ်းတိုက်ခွတ်တစ်ခုဖြစ်တယ်ဗျာအဲ့တော့တကယ်လို့ဆိုနင်းဦးနဲ့ရောထန်တို့တွေ့မယ်ဆိုရင်ပေါ့နော်ဒါရောထန်လည်းဒါပြောလို့မရအောင်ဗျာဒါပင်လက်တီမိမယ်ဆိုရင်ဒါသူ့အနေနဲ့ဒီတခါမှမမောက်ကြတဲ့အနေထားနေပြီးတော့မှဒါဆိုနင်းဦးရဲ့ဒါပင်လက်တီနဲ့ဒါဖင်တိုင်းမောက်ကြသွားနိုင်ချေရှိတယ်ဒီပါဝါချင်းရှင်လိုက်မယ်ဆိုရင်တော့ဒါဆိုနင်းဦးကရောထန်တဲ့ ဒါတာတယ်လို့ဒါလုံးဝဒါအခိုင်အမာပြောလို့ရတယ်ပေါ့နော်ဒီထုတ်တပုံစတိုင်တွေဒီရတဖြူဖြူမှုပေးနိုင်တဲ့အပိုင်းမှာကတော့ဘလော့ထန်ကဆိုလင်းဦးထက်ပိုပြီးတာတယ်ကျွန်တော်ဒီမှာဖိုင်တန်တို့ရှင်ပြန်ထုတ်တက်နေတာကိုကြည့်မယ်ဆိုရင်တကယ့်ကိုအကျဉ်းအယမ်းမြဒါစပင်နင်ဘက်ဖစ်တွေရောသူတို့ပြန်ကျွန်တော်ဒီရော့ထန်ရဲ့ထုတ်တက်နေတဲ့ပုံစံနဲ့ကြည့်မယ်ဒါကန်ချက်တွေ ဘောရီကိရဟက်ကိရပြီးပြီဆိုရင်ဒီ right hook တွေ left hook တွေကျွန်တော်တွားပြီးကြည့်မယ်ဆိုရင်တော်တော်လေးအားပါပြင်းထန်တဲ့ဒီအိုက်ကွက်ပုံစံမျိုးအနေထားမျိုးတွေ့ရတယ်ပေါ့နော်။တူပြီးမဲ့လည်းဒီပြိုင်ဖက်ဖိုင်တာတော်တော်များများလိုမျိုးသူ့ရဲ့တိုက်ကွက်တွေကြောင့်မောက်ကျသွားတာမျိုးတွေကျွန်တော် တွေ့ရတဲ့ဟာတော်တော်လေးနဲတယ်ပေါ့နော်ဒီလိုပြောလို့ကျွန်တော်တို့ရောထန်ရဲ့ဒါထိုးချက်တွေကန်ချက်တွေကဒါမပြင်းဘူးလို့ဒါဆိုလို့တော့မဟုတ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်ဆိုလို့တဲ့အကြောင်းအရင်းကဒါအရင်ကြီးပြင်းတာမဟုတ်ဘူးဒီအလေအလေလက်ထက်အလေလက်ရဲ့ဒီအပေါ်တော့ပေါ့နော်အလေလက်အမြင့်တစ်ခုလောက်ပဲဒါပြင်းတယ်လို့ပြောလို့ရတာဒီခန္ဓာရဲ့အားနည်းတဲ့ဖိုင်တာဆိုရင်ဒါရောထန်နဲ့ရှင်ပြန်ထိုးတက်တဲ့ခြင်းကြောင့်ဒါမောက်ကျသွားနိုင်ခြင်းရှိတယ် ဲတော့ခန္ဓာကြီးကောင်းတဲ့ fighter ဆိုရင် rotation နဲ့ရှင်ပြန်ထူးတန်ရတော့တာလုံးဝမောက်ကြမှာမဟုတ်ဘူးအဲတော့ Sony Uro လိုမျိုးဆိုရင်တော့ဒီ rotation နဲ့ရှင်ပြန်ထူးတက်သွားမယ်ဆိုရင်ဒါမောက်ကြသွားဖို့ရခိုင်တော့နဲတယ်ဗျတော့ဆိုတော့ငါချီထူးတက်သွားတဲ့အချိန်မှာဆိုပေါ့နော်ဒါ fighter တို့ Uro ကပြောမယ်ဆိုရင်မသိမ့်မရင်ပေါ့နော်သတိရလက်နဲ့ ဒါထပ်ပေါ်ခဲ့တယ်။အဲ့တော့ကျွန်တော်ရဲ့အမြင်အရပြောမယ်ဆိုရင်တော့ဒါငါးချီလေးကိုငါးချီစလုံးကိုဒါခြုံငုံပြီးတော့မှတ်ပေးရမှာဆိုကျွန်တော်ရော့ထန်ကိုလည်းအနေငယ်လေးဒါအသာစီးပုံစံမျိုးနဲ့ဒါအမတ်အဆုံးအဖြတ်ပုံစံမျိုးနဲ့ပေါ့နော်ဒါအနိုင်ပေးချင်တယ်။အဲ့တော့ဒီမှာတော့တည်ပြီးတော့တဲ့အတွက်ကြောင့်မို့ဒါ additional ဒါအချီကိုပြန်ထိုးရတာဖြစ်တယ်ပေါ့နော်။ ဲ့တော့ဒီချီကတော့ fighter နှစ်ဦးလုံးအတွက်ပြုံးဆိုအရင်ကိုအရေးကြီးတဲ့အချီတစ်ခုဖြစ်တယ်ရိုထန်ကတော့အနီးကက်ကိုတွယ်ပြဆပြီး pressure တွေဆပေးနေတာမျိုးတွေ့ရတယ်အရင်ကြီးလောလို့မရဘူးဒီချီက fighter နှစ်ဦးလုံးအတွက်ကတကယ်ကိုဒါချန်ပီယံခပ်ပတ်နိုင်နာနဲ့ချန်ပီယံခပ်ပတ်ရယူမဲ့ပွဲစဉ်တစ်ပွဲဖြစ်တယ် တော့ဒီလိုအဖြစ်မျိုးကတော့ဒါဂျုံတော့ဂျုံတွေ့ရလေးရှိတယ်ပေါ့နော်ဒါပေမဲ့နဲတယ်ဗျဒီလိုတရေချပြီးတဲ့နောက်ပိုင်းမှာအဲ့လိုမျိုးဒါအပိုအနေနဲ့တချီပြန်ပြီးထိုးရတယ်ပေါ့နော်ဂျပန်ဖိုင်တာရဲ့အကကောင်တာကောင်းတာသတိထားမိတယ်။ရောထန်ကတော့တိုက်စစ်ကောင်းတယ်။ ကန်ချက်တွေဒါဖိအားတော့ပြီးနိုင်တယ်ပြောမှာဗျသူအနေနဲ့ချက်ထောင်ချက်တွေကောင်းတယ် Ô, rốt hẳn tuổi viếng, ní kê gù. Chết thích hẳn hay à đấy. Chết thọc chết chết. Càng hẳn hay à đấy, rốt hẳn đi nè. Có này mẹ, chơi này rồi xì đào đi. Ô, ။ဟိုးရော့ထန်ဘယ်ဖြောင့်နေကျွန်တော်ထိခံထားရလဲ။တကယ်မာနိုင်ဖိုင်တာသူပြောမယ်ဂျပန်ဖိုင်တာကတော့ပြောရပြန်သူကြည့်ရတာအောက်ပိုင်းတိတ်မခိုင်ဘူး။အမှမောက်ကြနေတာမျိုးတွေ့ရတယ်သူရဲ့ကစားပုံက။ဟိုးဟမ်မူမန်ကောင်းနေဆိုတော့ရှောင်းတော့နော်။ spinning buffet okay အဲ့တော့ကျွန်တော်ဒီပွဲစဉ်ကိုကြည့်ရှုပြီးတဲ့နောက်ပိုင်းမှာဆိုရင်နောက်ဖိုက်တာ9ဦးစလုံးနဲ့ပတ်သက်ပြီးတော့မှအောက်ကခွန်မက်မှာဒါဝင်ရောက်ဆွေးနွေးတောင်းပြီးလို့ရတယ်ပြီးပြီဆိုရင်ဒါဆိုနီယူအနေနဲ့ရောဒါရောထန်နေရှင်ပင်ထိုးတက်တဲ့ချိန်ကြရင်ဒါသူ့အနေနဲ့ဘယ်ပိုင်းတွေမှာပြင်ဆင်ပြီးတော့မှရောထန်နဲ့ရှင်ပင်ထိုးတက်မယ်ဆိုရင်ဒါအနိုင်ရယူသွားနိုင်ခြင်းရှိတယ်လေโอเคအနိုင်ရရှိသွားပြီပြန်ဂျပန်ဖိုက်တာအနေနဲ့ အာပြောမစွန်တော့နောက်ဆုံးဒါ additional အချီမှာတော့ Japan Fighter ကတာခဲ့တယ်လို့ပြောမှာပြပြောမစွန်နဲ့ကန်ကောင်းသွားတယ်လို့ဒါပြောမှာဖြစ်ပါလေအဲ့တော့ဒါပြစ်သက်တွေအနေနဲ့ရောဆိုလင်းဝအနေနဲ့ဒါ Rotten နဲ့ရှင်ထိုးတက်တဲ့ချိန်ကျရင်ဒါဆိုလင်းဝအနေနဲ့အနိုင်ရရှိသွားဖို့ညာခိုင်လို့ရှိသလားသို့မဟုတ် Rotten ကဒါဆိုလင်းဝအနိုင်ရရှိသွားဖို့ညာခိုင်လို့များသလားပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့မှဒါကိုယ့်ရဲ့ထင်မြင်ချက်တွေကိုလည်းအောက်က comment မှာ အဝင်ရောက်ဆွေးနွေးတော့ပြီးလို့ရတယ်ပေါ့နော်အဲ့တော့ဒီကနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုကြပေးတဲ့အတွက်ကြောင့်မအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒီကျွန်တော်တို့နောက်လာမယ့်နေ့ရက်ဒီမှာဆိုရင်ဒီ road tan ရဲ့ဒါဘွဲစဉ်နောက်ထပ်တစ်ပွဲကိုကြည့်ရှုတောင်းပေးဖို့ရှိတယ်ပေါ့နော်အဲ့တော့ဒီအတွက်ကြောင့်မို့လဲဒါဆက်လက်ဆောင်ပြကြည့်ရှုအားပေးဖို့အားလုံးကိုဖိတ်ခေါ်ချင်ပါတယ်ကျွန်တော်ကတော့ Joseph ပဲဖြစ်ပါတယ်